အားလုံးပဲတကင်ရှုခရစ်တော်ရဲ့နာမတော်များ၌မင်္ဂလာပါလို့ Bible Study Page မှာရှိတဲ့ကျွန်တော်မိတ်ဆွေရောက်ချင်းစတိုင်အောင်နှုတ်ခွန်းဆက်ပါတယ်။သင်တို့အပေါင်း၌ခရစ်တော်ညီတခြင်းရှိပါစေ။ဒီနေ့မနေ့ကမှာကျွန်တော်တို့အချိန်နဲ့ယူပြီးနှုတ်ဘတ်တို့ကိုဆင်ခြင်နှလုံးသွင်းသွားကြဖို့ဖြစ်ပါတယ်။ဒေရှာခန်းကြီး41ပိုင်းငယ်30ဖြစ်ပါလေ။မစိုးရင်နဲ့ငါဒီတင့်ဘက်မှာရှိ၏ မကြောက်နဲ့တင်ဤဘုရားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုစောင့်မမည်ငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပေးမည်အဲ့တော့ဒီကြမ်းချက်ကကတိတော်ကြမ်းချက်ဖြစ်တယ်ဘုရားကသူ့ရဲ့သားသမီးတွေအပေါ်မှာအမြဲတမ်းတည်နေကြည့်ရှုနေတယ်အသက်တာရဲ့ဖြစ်တည်မှုရင်ဆိုင်ရတဲ့အခြေအနေတိုင်းတွေ အမြဲတမ်းအသိရှိတယ်ဆိုတဲ့သဘောကိုဒီချမ်းချက်မှာကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါပေမဲ့ပြဿနာဘာလဲဆိုတော့ဖျားရဲ့ဂတိတော်ရှိခြင်းဖျားတခင်အသက်ရှင်ခြင်းဖျားတခင်အတူရှိခြင်းအပေါ်မှာ လက်တွေ့အသက်တာနဲ့ပုံဖော်တဲ့အခါမှာညာတော်အဖေကျွန်တော်တို့နားလည်မှုလွဲလို့ရှိကြတယ်။မစိုးရင်လည်းလို့ပြောတဲ့အခါကျွန်တော်တို့နားလည်တာကညာတော်အဖေတော့စိုးရင်စရာလုံးဝမတွေ့ရဘူးလို့ အဲ့ဒီလိုမျိုးနားလည်မှု ရှိနားလည်ထားကြတယ်အဲ့တော့ဘုရားခင်ကျွန်တော်တို့ဘက်မှာရှိတယ်လို့ပြောတဲ့အခါမှာလဲကျိုးရင်စရာတွေဆုံရှုံစရာတွေနင့်နာစရာတွေဘာတခုမှမတွေ့ရဘူးလို့ကျွန်တော်တို့အဲ့လိုနားလည်တယ်ဘုရားရှိခြင်းနဲ့အဲ့လိုနားလည်တယ်တမဟောင်းမှာလဲဂီးတောင်ကအဲ့ဒီလိုပဲနားလည်ခဲ့ဘူးတယ် အဲ့တော့ဘုရားသခင်ဒါကျွန်တော်တို့ဘက်မှာရှိရင်တော့ဒီလိုမျိုးအဖြစ်မျိုးရောက်เสียမရှိဘူးလို့ဘုရားရှိခြင်းကိုသူတို့နားလေအဲ့တော့မကြောက်နဲ့လို့ပြောတဲ့အခါလဲစိုးရင်เสียကြောက်ရွံ့เสียဘာတစ်ခုမှတွေ့เสียအကြောင်းမရှိဘူးဂတိတော်ရှိရင်ဒါတွေကြုံเสียအကြောင်းမရှိဘူးရင်ဆိုင်ရเสียအကြောင်းမရှိဘူးလို့အဲ့ဒီလိုနားလေပြီးတော့တင်းဘုရားသခင်ငါဒီတင့်ကိုခိုင်ခန့်စေပြီဘုရားခင်ကငါတို့ကိုခိုင်ခန့်တဲ့ ဘယ်အရာပဲတွေ့တွေ့ဘယ်အခြေအနေပဲတွေ့တွေ့မယံမလေးသွားတဲ့ခိုင်ခန့်ခြင်းကိုပြီးမယ်လို့ပြောတဲ့အခါမှာကျွန်တော်မျက်လုံးထဲမှာပုံဖော်ပြီးနားလေတာကတကယ်နော် Avenger တွေလိုမျိုးအစွမ်းတွေအပြည့်နဲ့ဘာအားနည်းခြင်းမှမရှိဘဲနဲ့ဘဲအရာကိုမှမမှုတဲ့တကူးရှင်ပုံစံမျိုးအဲ့ဒီလိုနားလေじゃ တစ်ဖက်မှာလည်းတင့်ကိုစောင်းမမြည်ငါတစ္ဆာလက်ရလက်ပြထောက်ပတ်မယ်လို့ပြောတဲ့အခါဘုရားခင်ရဲ့ကြီးရှုစောင်းမခြင်းကလက်ရှိလက်တွေ့ဘဝနဲ့ဘုရားခင်စောင်းမခြင်းကိုတော်ပြီးချိန်ထိုးကြည့်တဲ့အခါအဲ့ဒီမှာလည်းနားလည်မှု လွဲပြန်တယ်။ဒါကြောင့်ကျွန်တော်ဘဝမှာညတော့အဖြစ်နားလည်မှုလွဲတယ်ဆိုတော့လူတိုင်းကြုံရမှာဖြစ်တယ်။ကိုပြောချင်တာတမျိုးသူနားလည်တော့တာတမျိုးစေတနာနဲ့ပြောလိုက်တာမှန်ပေမဲ့ တစ်ဖက်ကနားလေသွားတာတမျိုးပေါ့နော်နားလေမှုလွဲတာအင်မတန်ဆိုးပါတယ်အခါလီကြပြန်တော့လေကိုနားလေတာကိုကိုနားလေတယ်လို့မျိုးသူတို့ဘာနားလေအောင် ပြောပြရင်းနဲ့ကိုနားလေမှုလွဲတာမျိုးတွေလည်းအများကြီးရှိမိဘနဲ့တာလီမီကြမှာဆိုပူတော်ဖြစ်သေးတယ်မိဘကမဖြစ်စေချင်လို့မြစ်တာနဲ့တွန်တင်နေဆုံးပါတယ်သားသမီးနေနားလေတာကြတော့တမျိုးဖြစ်တယ်ဒါကြောင့်နားလေမှု အလွဲဆုံးကအိမ်ထဲမှာဆိုရင်မိသားစုထဲမှာဖြစ်တယ်မိဘနဲ့သားသမီးပြီးမှပတ်ဝန်းကျင်မှာအတင်းတော်ထဲမှာသာသနာထဲမှာအောင်တင်ဆက်ဆံရေးထဲမှာအများကြီးနားလည်မှုလွဲကြဒါပေမဲ့ဣရှအခန်းကြီး41ကိုဖတ်တဲ့အခါကျတော့နော်ဖတ်တဲ့အခါမှာဣတိဒလူမျိုးတွေနဲ့ဘုရားခင်ရှားမှာနားလည်မှုအလွဲဆုံးဟာလူရင်းနဲ့ဆက်ဆံရေးမှုပဲနဲ့ဘုရားတခင်နဲ့လူရဲ့ကြားထဲမှာဘုရားစကားနဲ့ပတ်သက်ပြီးဂတိတော်နဲ့ပတ်သက်ပြီးဘုရားနဲ့ သွားလာခြင်းနဲ့ပတ်သက်ပြီးနားလည်မှုလွဲတာကကျွန်တော်ယုံကြည်သူတွေအတွက်အဆိုးဆုံးဖြစ်ဆုံးရှုံးမှုလည်းများတယ်အဖိုးခါလည်းတော်တော်များများပြရလေးရှိဒါကြောင့်ဟေဘေးဩဝါဒစာမှာပြောတာကဖျားခင်ရဲ့အလိလာကိုနားမလည်ဘူးလို့ဒီလိုပြောတယ်ဒါကြောင့်ဒီနေ့မှာဖျားခင်နဲ့ပတ်သက်ပြီးဖျားစကားနဲ့ပတ်သက်ပြီးဂတိတော်နဲ့ပတ်သက်ပြီးဖျားအလိလာနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတဲ့တချို့အချက်လေးတွေကိုကျွန်တော်အသက်တာတိဆောက်ရှာဖို့နှလုံးသွင်းချဖို့ဖြစ်ပါတယ်ခဏလောက်ဆွတောင်းရအောင်ကောင်းမြတ်တဲ့ဖဖေဟာအချိန်တိုင်းပို့ဆောင်ခြင်းအတွက်ကျေးဇူးတင်ပါတယ်ကျမ်းမာခြင်းအတွက်ကျေးဇူးတင်နေအသက်ရှင်ရခြင်းအတွက်ကျေးဇူးတင်ပါတယ်ကိုရောကျေးဇူးတော်ဒီလုံလောက်ကြောင်းကျွန်တော်အတူတူကဝန်ခံတယ်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်အသက်ရှင်ခြင်းဖြစ်တယ်သင်ကျေခြင်းအကြောင်း နားမလည်နိုင်တဲ့အရာတွေများစွာအတွက်အဖြေဖြစ်ပါတယ်။ခွန်အားချီးနေနေတဲ့ကျွန်တော်တို့အတွက်ခွန်အားဖြစ်ပါတယ်။ဒါကြောင့်နှုတ်ဘတ်တော်ကိုဆင်ခြင်ကြတဲ့အခါကြားနာကြတဲ့အခါနားလည်ခံယူပြီးအသက်တာအတွက်တည်ဆောက်နိုင်မိအကြောင်းတန်ရှင်တော်ဝိညာဉ်တော်ဖျားဖွင့်ပြလက်တွင်တင်ပါ။လက်တော်တို့ဆွတောင်းဆက်ကအနအစာပြီးဒီခါမှာတခင်ယေရှုခရစ်တော်ဤမြတ်တော်နာမ၌ဆွတောင်းဆက်ကအနအစာပြုပါ၏ဖာဖေယ။အာမင်။ အဲ့တော့နားလည်မှု လွဲတယ်ဆိုတဲ့အခါဘုရားစကားနဲ့ပတ်သက်လာရင် နားလည်မှု လွဲတာမျိုးတွေဘုရားဂတိတော်နဲ့ပတ်သက်ရင်ကျွန်တော်နားလည်မှုလွဲနေတာမျိုးတွေကအချိန်တန်တဲ့အခါဘုရားစကားပြည့်စုံခြင်းဂတိတော်ကိုပြည့်စုံခြင်းကိုခံစားမှမှန်ပေမဲ့ကျွန်တော်ရဲ့နားလည်မှုလွဲတာကြောင့်မလုံတဲ့မလုံအပ်တဲ့အရာတွေမပြောတဲ့မပြောအပ်တဲ့အရာတွေမဖြည့်ရှင်းတဲ့အရာတွေ မစင်စားတဲ့အရာတွေအများကြီးကျွန်တော်လုံးမိသွားနိုင်ကြအကြောင်းတွေရှိအထူးသဖြင့်အာဗြဟံကြီးတဲ့အခါမှာတာဣဇက်နဲ့ပတ်သက်ပြီးမှဂတိတော်ပြောထားပြီးသားဒါပေမဲ့အဲ့ဒီဂတိတော်ပေါ်မှာနားလည်မှုလွဲတဲ့အခါမှာအဲ့ဒီမှာမဖြစ်တဲ့နာရီဖြစ်လာကြဒါကြောင့် ဖယားခင်ရဲ့ဂတိတော်ပေါ်မှာဖယားစကားတော်ပေါ်မှာနားလည်မှုလွဲခြင်းဟာမလုတ်တင်မလုတ်အပ်တဲ့အရာတွေကိုကျွန်တော်တို့ရေလုံးမိသွားစရာအကြောင်းတွေရှိ။ဒါကြောင့်ဖယားစကားကိုကျွန်တော်တို့နားလည်တဲ့အခါဖယားတဘောပေါ့နော်ဖယားစကားအတိုင်းဖယားတဘောနဲ့ဖယားဆိုလိုခြင်းနဲ့အတိတ်ပဲအတိုင်းနားလည်ဖို့လိုတယ်။ကိုယ့်ဘက်ကနားလည်ခြင်းလို့နားလည်တာမျိုးမဟုတ်ရအောင် ဒီဘက်ခင်မှာဆိုများသောအားဖြင့်ကျန်းစာဖတ်တဲ့သူတွေကသမားဆရာမစ၍ကိုဖတ်ပြီးကိုနားလည်တဲ့အတိုင်းကိုမြင်တဲ့အတိုင်းကိုထင်တဲ့အတိုင်းပဲပြောကြတယ်။ဒါကြောင့်ကျန်းစာအတိုင်းလို့ပြောတဲ့အခါမှာကျန်းစာရဲ့ original meaning အတိုင်းဖြစ်ရမယ်ဆိုတာကိုဆိုလိုတာပါ။ဒါကြောင့်ဖျားအလိုတော်အတိုင်းဖျားအကြံစီတိုင်းဖျားအမြင်တိုင်းဖျားစကားကို နားလည်နေဖို့အရေးကြီးတယ်။အဲ့တော့တမန်ကျန်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါ အတွေ့ရလဲဆိုယောသရဲ့ဖြစ်စဉ်ကိုကျွန်တော်ကြည့်တဲ့အခါယောသကသူ့ဘဝဖြစ်ပြနေတဲ့အရာ ဖြစ်စဉ်ပေါ့သူခံစားခဲ့တဲ့အရာတွေနာကျင်စရာလို့ထင်ရတဲ့အရာတွေမြောင်များစွာအပေါ်မှာယောသမြင်ထားတဲ့အမြင်နဲ့ယောသအပေါ်မှာသူ့အကိုရင်းမြင်ထားတဲ့အမြင်ဟာဘာလဲမှမဆိုင်တအားကိုခြားနာလို့နေအဲ့ဒီအမြင်တစ်ခုအဲ့တော့ဘာကြောင့်အဲ့လိုခြားနာရလဲ ယောသကသူကြုံခဲ့တဲ့အရာတွေပေါ်မှာ나ကြီးစရာကောင်းလွန်းတဲ့အပေါ်ပေါ်မှာဘာတစ်ခုမှခံစားချက်မရှိဘာကြောင့်အဲ့လိုခြားနာတာလဲလို့ပြောရင်သူ့အပေါ်မှာဘုရားခင်ထားတဲ့အကြံစီတော်နဲ့စကားတော်ကိုရှင်းလင်းစွာသူနားလည်ထားလို့ဖြစ်တယ်။ဘုရားဖွင့်ပြတဲ့ယူပါယုံနဲ့ပတ်သက်ပြီးသူရှင်းလင်းစွာနားလည်ထားတယ်။ပြီးတော့ဘုရားစကားအတိုင်းသူ့ရဲ့အတ္တတာကိုဒ တိပြုစင်တင်တတ်ချင်းတွေကြောင့်ဖြစ်တယ်။အဲ့တော့သူတို့ပြပေါ်တိပါမယားနဲ့တွေ့တဲ့အခါမှာသူပြန်ပြောတဲ့စကားကိုကြည်ချင်းအပြည့်သူ့ရဲ့အတ္တတာကိုသူဟာဘုရားနှုတ်ကပတ်တော်နဲ့အမြဲတမ်းပြုပြင်စင်ကျင်တတ်တယ်။တစ်ဖက်မှာလည်းဘုရားစကားကိုကောင်းကောင်းနှလုံးတွင်တတ်တယ်။ဘုရားစကားကိုရှင်းလင်းစွာနားလည်ထားတယ်။အဲ့အဲ့ဒီနှစ်ခုဟာဘဝလိုင်းတွေဘလောက်ပုတ်ပုတ်ဘလောက်ပဲအနေမြင့်ကြုံကြုံ ဘုရားအပေါ်မှာနားလည်မှုဘုရားစကားပေါ်မှာနားလည်မှုဟာဘယ်တော့မှချိုးရောက်ကိုမရောက်တော့ဘူးဆိုတော့နားလည်ရတော့တော့ကပ္ပဦးကျန်ခိုင်45ကိုဖိုက်ရတော့တွေးမှာပေါ့အဲ့တော့ဒီအဖြစ်ပြက်မှာတင်ငန်းဆရာယူဆရာရှိအဲ့တော့တင်ငန်းဆရာယူဆရာနှစ်ချက်ရှိတယ်နံပါတ်1ရောတတ်ဒီဘုရားအလေလာပေါ်မှာသဘောပေါက်ရှင်းလင်းမှုကောင်းကောင်းရှိတယ် သူ့ပေါ်မှာဖျားတင်ထားတဲ့အကြံစီနဲ့ဒီအကြံစီပြည့်စုံအောင်ဖျားဒီဘယ်လိုမျိုးလှုပ်တတ်တယ်ဆိုတဲ့အပေါ်ဖျားတဘောတဘာဝကိုရှင်းလင်းစွာ နားလည်ထားတယ်။နံပါတ်1ကဖျားပြောတဲ့စကားကိုတိတိကျကျရှင်းလင်းလင်းလင်းနားလည်ထားတယ်။အဲ့ဒီနှစ်ခုကယောသရဲ့အတ္တတာကိုသူတဘာတွေမြင်နဲ့အမြင်နဲ့အများကြီးခြားနားတော့စေတယ်။အဲ့တော့ချစ်တော်ညီကောင်မောင်မအပေါင်းတို့ ကိုယ့်ရဲ့အတ္တကိုကိုဘလုံးမြင်နေနေလဲအကုကုကအယံခက်ခဲတာပဲသူများတွေနဲ့မတူဘူးတအားယုံခံရတယ်သူများတွေကတော့ဒီလိုဖြစ်တယ်ကိုကတော့ဒီလိုဖြစ်တယ်သူများတွေနဲ့ရှင်ပြီးကိုဘောကိုတိတ်ငဲစရာကောင်းတယ်စိတ်ပြည့်စရာကောင်းတယ်ဝမ်းနည်းစရာကောင်းတယ်လူဖြစ်ရှုံးတယ်လို့မြင်နေသလားဒါဆိုရင်သိချရတယ်ကျွန်တော်တို့အတ္တတာထဲမှာဖျားအပေါ်မှာဖျားစကားအပေါ်မှာဖျားအကြံစီတပေါ်မှာ တဘောပေါက်ရှင်းလင်းခြင်းမရှိသေးဘူးအဲ့ဒါကြောင့်အဲ့ဒီပြဿနာဖြစ်နေရတယ်လို့နားလည်ရတယ်တကယ်တော့စစ်မှန်တဲ့ကေတင်ခြင်းကိုရပြီးအသက်ရှင်တဲ့ဖခင်နဲ့ယင်းကြီးကျွမ်းပြီးမြေကြီးပေါ်မှာအသက်ရှင်နေတဲ့ဒုတိယတန်ရှင်တော်ဝိညာဉ်တော်ရဲ့အပြည့်အဝဖွင့်ပြတွင်တင်ခြင်းကိုခံစားနေရတဲ့ဒုတိယတည်းဘယ်တော့မှအသက်ရှင်ရတဲ့အခွင့်အခါပေါ်ဘယ်တော့မှမငြိသွားဘူးဘာကြောင့်လဲဆိုတော့အသက်ရှင်ရတဲ့ရှင်ခွင့်ရတဲ့ဂျေဇူးတော်နဲ့ ဘုရားရဲ့အကြံစီနဲ့အလိလာစကားတော်ပေါ်မှာကောင်းကောင်းတဘောပေါက်တဲ့အခါမှာရှင်ရတာကိုဂျေဇူးချီးမွမ်းစရာဖြစ်လာအသက်ရှင်စင်မှာလှုပ်တင်လှုပ်ထိုက်တဲ့အမှုရာတွေကိုလှုပ်ဖို့ဘုရားခင်ကဂျေဇူးပြုထားတယ်ဆိုတော့နားလေတဲ့အတွက်အသက်ရှင်ရခြင်းအပေါ်မှာဘယ်တော့မှညီးသွားစရာမမြင်ဘူးလို့နားလေရရောတက်တီလက်တီလုံးမမြင်ခဲ့ဘူးတစ်ကိုခွန်အားရစရာကောင်းတယ်ဒါကြောင့်ကျွန်တော်တို့ဘုရားအလိလာပေါ်မှာသဘောပေါက် ရှင်းလင်းခြင်းနဲ့ဖျားစကားတော်ကိုရှင်းလင်းစွာနားလည်ခြင်းဟာကျွန်တော်တို့အသက်တာရဲ့နေ့ရက်တိုင်းကိုခင်ခန့်တဲ့အသက်တာဖြစ်စီအဲ့တော့နားလည်မှုမလွဲဖို့လိုတယ်ဖျားလိလာပေါ်နားလည်မှု လွှင်းရင်ဖျားစကားတော်ပေါ်မှာနားလည်မှုလွှင်းရင် ကျွန်တော်အသက်တာရဲ့နေ့ရက်ဟာညီးသွားခြင်းနဲ့ပြည်လာအဲ့တော့ကျမ်းစာထဲမှာရှိတဲ့အခါထူးခြားတာဘာပြန်တွေ့ရလဲဆိုတော့စံကျင်ဘက်နှစ်ခုရှိ ယောဘကိုကြည့်တဲ့အခါယောဘကိုယ်တိုင်ကဘုရားသခင်အကြံစီထဲမှာရှိယောဘကိုဘုရားသခင်ကစာတန်ရှိမှာအာသူ့လောက်ဖြောင်းမတ်တာမရှိလို့ဝန်ခံတယ်အဲ့တော့ယောဘတွေ့ကြုံရတဲ့မြတ်အရာအလုံးကဘုရားအကြံစီထဲမှာရှိယောဘကိုယ်တိုင်ဘုရားသခင်အကြံစီထဲမှာဖြစ်ကြောင်းကုံစင်ထဲမှာရှိဒါပေမဲ့ထူးခြားတာသူနဲ့ဆန့်ကျင်ပဲကြတော့ယောနာဖြစ်တယ်ယောနာကြတော့သူ့ရဲ့အကြံစီထဲမှာဘုရားကိုရှိစေခြင်းတာ အာအဲ့ဒါအကျန်းကွာသွားရင်ဘုရားရဲ့အကျံစီကနိလူဝီမျိုးသားတွေကိုစီရင်ခြင်းကလွတ်စေခြင်းနဲ့ယောနာရဲ့အကျံစီကြတော့ဒုက္ခရောက်စေခြင်းနဲ့ဒါကြောင့်ဘုရားတခင်သည်ဘာဖြစ်ဖြစ်သူ့မုန်းတဲ့ဒီနိလူဝီမျိုးသားတွေကိုစီရင်စေခြင်းနဲ့အဲ့တော့ယောဘကိုယ်တိုင်ကဘုရားခင်အကျံစီထဲမှာရှိနေပေမဲ့ယောနာဒီဘုရားခင်ကိုသူ့အကျံစီထဲမှာရှိစေခြင်းနဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေကိုစဉ်းစားကြည့်ပါ ကျွန်တော်စွတ်တောင်းချက်တွေဟာကျွန်တော်တို့ဖြစ်ချင်တဲ့အစံနာဖြစ်စဉ်တဲ့အကျင့်အစီအထဲမှာဘုရားတခင်ကို ရှိစေချင်တာဘုရားတခင်ကိုလှုပ်စေချင်တာမျိုးဖြစ်နေသလားဒါကြောင့်တစ်ဖက်မှာစွတ်တောင်းချက်တစ်ခုอ่ะပါလဲဆိုရင် အလိုတော်နဲ့ညီတော်စွတ်တောင်းခြင်းအလိုတော်နဲ့ညီတော်စုတစုံတစ်ခုသောစုကိုတောင်းနေတောင်းဤအတိုင်းရမယ် တော့အလိုတော်နဲ့ညီတယ်ဆိုတော့ဘုရားရဲ့အလေးအလာနဲ့ဘုရားရဲ့တဘောတဘောဘုရားစကားတော်ကိုတိကျဆိုတာရှင်းလင်းဆိုတာနားလည်ထားခြင်းကနေပြီးဘုရားခင်အလိုတော်နဲ့ညီတဲ့စုကိုတောင်းတတာကိုယ်အကြံစီတဲ့ဘုရားအကြံစီနဲ့အနည်းဆက်ဆုံးအကైဆုံးအပြည့်စုံဆုံးကိုတောင်းတာဒါပေမဲ့များတော့အဖြစ်တော့ကျွန်တော်တို့ရဲ့ live ထဲမှာခရိယံအများစုဟာကိုယ့်ရဲ့အကြံစီ ကိုဖြစ်ချင်တဲ့ဆန္ဒကိုဘုရားခင်အကောင့်တဲဖော်ပေးဖို့ပူပြီးမှအာတန်ကြတယ် ဒါတကယ်စဉ်းစားစရာဖြစ်ဘုရားလိလာနဲ့ဘုရားအကျံစီကိုတဘောပုတ်သွားတဲ့သူကြတော့ဘုရားအကျံစီပြည့်စုံခြင်းထဲမှာဘုရားအကျံစီပြည့်စုံဖို့ဆုတောင်းတတ်တယ်လှူဆောင်တတ်တယ်အသက်ရှင်တတ်တယ်ဒါကိုကိုယ့်ရဲ့အတ္တကိုဘုရားတန်ဆက်ကပ်ပြီးဘုရားဘုံတော်ဖို့အသက်ရှင်တာလို့ပြောရင်လည်းမမအောင်အဲ့တော့တစ်ဖက်မှာပြန်ကြည့်တဲ့အခါဘုရားခင်ကကမ္ဘာလောကကိုစိတ်ဝင်စားတယ်။ဒါကြောင့် နော်ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးလူစားတီးကိုခံအဖြစ်သားတွေကိုကယ်ဖို့လောကကျွလာဒါပေမဲ့လူတွေကျတော့ကောင်းကင်ဘုံလောက်ပဲစိတ်ဝင်စားတယ်မြ мян တိန်အေးတာပဲဆိုတာမျိုးနော်ဒီကြာချင်းကြွလာဖို့မျောလင့်နေပေါ့ချီဆောင်ချင်းမျောလင့်နေပါဆိုဒီမှာနေရတာဒုက္ခရောက်တယ်ဟိုမှာနေအမှန်တော့အဲ့လိုမဟုတ်ရအောင်မြေကြီးပေါ်မှာအသက်ရှင်ရတဲ့အတိတ်ပဲဒါအရေးကြီးတယ်အသက်ရှင်ခွင့်ရတဲ့အချိန်မှာကို ို့ဘုရားအကျင့်စီပါရှိလေဘုရားခင်ရဲ့အလိုတော်ကိုယ့်ရဲ့တက်တာထဲမှာပါလေအဲ့ဒီအလိုတော်ဒီကောင်းကင်ဘုံနဲ့ပြည့်စုံခဲ့သူမြေကြီးပေါ်မှာပြည့်စုံဖို့ကိုယ့်အသက်ရှင်ခြင်းနည်းရဲ့အချိန်နာရီကိုအသုံးချဖို့လိုတယ်တဖက်မှာပြန်ကြည့်ပြန်တော့လေဘုရားကဟောရက်စာထဲမှာကြည့်တဲ့အခါဝိညာဉ်စုကျေစုနဲ့ဝိညာဉ်ပဂတိအတီးဆိုတာရှိနှစ်ခုရှိ ဲ့အများသောအဖြစ်ကိုကြည်ပါဘုရားသခင်အသက်ရှင်ကြောင်းဘုရားသခင်တတ်နိုင်ကြောင်းကိုဝိညာဉ်စုကြည်စုနဲ့တက်တည်ထူခြင်းနဲ့လူများတာဘုရားသခင်ကကောင်းမြတ်ကြောင်း အသက်ရှင်ကြောင်းတတ်နိုင်ကြောင်းကိုဝိညာဉ်အသီးအဖြစ်တက်တည်ထူခြင်းတဲ့သူအမတန်နဲ့ဝိညာဉ်စုကြည်စုရှိပေမဲ့ဝိညာဉ်အသီးမရှိနေတဲ့သူမျိုးဟာအသက်မဲ့တဲ့ခန္ဓာနဲ့အတူတူပဲ ဒီပဝန်းကျင်ကိုကြည့်ပါအဲ့ဒီနမိတ်လက္ခဏာတွေစုကျေးဇူးလိုနောက်ကိုလိုက်ကြဝိညာဉ်အသိမရှိတဲ့အခါမှာကိုခန္ဓာဆိုတဲ့ the body of Christ ဖြစ်တော်နိုင်ယုံကြည်သူတွေကစုဝေးဖို့ပေါင်းဖော်ဖို့ခဲ့တယ်အဲ့ဒါလေးလဲအောင်းအောင်းစရာဒီကောင်ဘုရားကပြောတယ်သူပြောတဲ့စကားတွေအလုံးဟာသစ္စာတည်တယ်ဖြောင့်မတ်တဲ့ဘုရားဖြစ်တယ်ပြောရင်ပြောတဲ့အတိုင်းပြည့်စုံတယ်ဒါပေမဲ့ အဲ့ဒီတစ္ဆာနဲ့တည်တဲ့ဖြောက်မှတ်တဲ့ဘုရားကိုယထားတဲ့ကျွန်တော်ယုံကြည်သူတွေကဗရမ်းဗရာပြောနေတုံးပဲပြောချင်ရည်ပြောနေတုံးပဲချိန်မကြီးနောင်မကြီးပြောနေတုံးပဲလက်လို့ဆိုပေပြောနေကြတုံးပဲအဲ့တော့စံစာသားရဆိုရင် မဟုတ်ကိုအဟုတ်အဟုတ်ကိုမဟုတ်အဲ့ဒါကမယုန်ဟောဝါဒဓမ္မတွေအဲ့ဒါနော်ပရောဖက်တို့ကိုကိုကိုတမန်တော်တို့ ြောကြတာမျိုးတွေပေါ့ပြီးတော့ဘုရားခင်မဖွင့်ပြပဲဖွင့်ပြတယ်ယူပါယုံမမြင်မဲမြင်တယ်ဆိုတာမျိုးတွေပေါ့အဲ့တော့ဘုရားခင်ဖွင့်ပြခြင်းတကယ်ရှိတာတော့မဟုတ်ဒါပေမဲ့ဘုရားခင်ဖွင့်ပြတယ်ပြဿနာပါလဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြတယ်တန်ရှင်တော်ဝိညာဉ်တော်နိုးစောတယ်ဘုရားနားလဲစီတယ်လို့ပြောပြီးကျမ်းစာနဲ့ဆန့်ကျင်နေတဲ့ဖွင့်ပြချက်တွေနားလည်မှုမျိုးတွေအများကြီးဖြစ်နေတာပဲ တကယ်တော့ဘုရားခင်ဖွင့်ပြတယ်ဆိုနှုတ်ကပတ်တော်တမန်ကျမ်းစာနဲ့ကိုက်ညင်နေရတယ်။အဲ့ဒီမျိုးပြောတဲ့အခါကျတော့ဘာပြန်ဖြစ်လဲဆိုတော့မတို့ပြောတာတွေအားလုံးကကျမ်းစာထဲမှာမပေါဘူးကျမ်းစာတိတ်အောက်သွားပြီ။ဘုရားခင်ကအခုချိန်မှာနှောက်မှုရွာနေတာ။အဲ့လိုဖြစ်ပြန်ရအဲ့တော့နှုတ်ကပတ်တော်ပြင်ပမှာရှိနေတဲ့အရာတွေအလုံးဟာဘုရားခင် ဖွင့်ပြတာလုံးဝမဟုတ်နှုတ်ကပတ်တော်နဲ့မညီတဲ့အရာအလုံးဟာဘုရားခင်ဖွင့်ပြတာမဟုတ်အဲ့တော့ကျွန်တော်တို့ နားလည်မှုတွေလွဲနေတော့ကိုရင်တူအတင်းတော်မှာကြည့်တဲ့အခါမှာလဲဆုကျေးဇူးတွေနဲ့ပတ်သက်ပြီးနားလည်မှုလွဲတယ်။ဒါကြောင့်ဖြည့်ရှင်းပေးရဒီနေ့ယုံကြည်သူတွေကလည်းအဲ့ဒီလိုမျိုး အမျိုးမျိုးနားလည်မှု လွဲနေတာတွေလည်းအများကြီးပါပဲ။ရှင်လင်းတဲ့နားလည်မှုကအတ္တတာအသက်ရှင်ခြင်းတွေကို အတိတ်ပဲရှိစွာအသက်ရှင်နိုင်တဲ့သူတွေဖြစ်စေ။အဲ့တော့ ောက်တစ်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘာပြန်တွေ့ရလဲဆိုတော့ရှောလူကြောင်တွေ့ရရှောလူဟာတကယ်တော့တိကျတဲ့ဘုရားစကားကိုကြားသားတာဖြစ်တယ်ရှင်းရှင်းဖြည့်စည်ဒါပေမဲ့ခက်တာကငါလုတ်တမြငါအကောင်းဆုံးဘုရားခင်လုတ်ပေးရင်ဘုရားခင်လက်ခံမှာပဲဆိုတဲ့အတွေ့အသူမှရှိအဲ့တော့ငါလုတ်တမြဘုရားခင်လက်ခံမှာပဲဆိုတဲ့အရာကသူအကောင်းဆုံးလုတ်တာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအကောင်းဆုံးလုတ်ဆောင်မှုဟာ ဖျားစကားကိုဆန့်ကျင်တဲ့ဖျားစကားနားမထောင်တဲ့အကောင်းဆုံးသောအလုပ်တွေဖြစ်နေ။ကာအင်းနောက်ကြည့်တဲ့အခါလဲအဲ့ဒီတဘောတွေ့ရတယ်။သူလုံနိုင်တဲ့သူလုတဲ့အရာတွေထဲကအကောင်းဆုံးကိုဖျားခင်ကိုပေးဆက်တယ်။ဒါပေမဲ့အကောင်းဆုံးတော့အကောင်းဆုံးပဲစိတ်တဘောလေးတွေတိတ်ကောင်းတယ်။ဒါပေမဲ့အဲ့ဒီအကောင်းဆုံးဆိုတဲ့အရာကဖျားစကားနားမထောင်ခြင်းဖျားစကားကိုဆန့်ကျင်ခြင်းဖြစ်နေ။ဒါကြောင့်နားလည်မှု မလွဲဘူးလို့တယ်ဘုရားရဲ့အလေးလာနဲ့ဘုရားရဲ့တပိုးတော်ကိုနားလည်မှုလွဲတဲ့အခါအကောင်းဆုံးလုပ်ပြီးအဲ့ဒီအကောင်းဆုံးဟာဘုရားစကားနဲ့ဆန့်ကျင်နေတာမျိုးတွေဖြစ်လာတတ်ဒီနေ့သာသနာမှာအများကြီးပဲဘုရားခင်မခန့်ထားပဲဘုရားခင်ထားတဲ့နေရာမဟုတ်ပဲနဲ့ဘုရားခင်ကိုယ့်ကိုခွဲခန့်ထားတဲ့နေရာမဟုတ်ပဲနဲ့ရှိနေကြပြီးမှသာသနာကိုခလောက်ဆန်နေတဲ့အဖြစ်မျိုးဖြစ်နေတဲ့လူတွေအများကြီးပဲ ဒါကြောင့်ကျွန်တော်တို့เนาะပြည့်စုံတဲ့ကျွန်တော်တို့ senior ဆရာကြီးပြောတယ်ညီလေးဘုရားခင်ထားတဲ့နေရာမှာမဟုတ်လို့တဲ့ကိုနေရာမဟုတ်ရင်ရှာမရှိနဲ့တဲ့ဘုရားခင်ပေးတဲ့စုဂျေစုနဲ့ဘုရားခင်ထားတဲ့နေရာမှာသစ္စာရှိရှိအစီကံတတ်ဖို့လို့တဲ့အဲ့တော့အဲ့ဒီနားထောင်ခြင်းအပေါ်မှာလည်းရှင်းလင်းစွာနားလည်ဖို့လို့တဲ့တကယ်တော့သူတို့က စကားတော်ကိုတိတိကျကျကြားထားတာပါ။ကိုင်းနာကိုလည်းဘုရားခင်ခေါ်ပြီးပြန်ပြောပါတယ်။ရှောလူလည်းအစကတည်းကကြိုပြီးပြောထားပါတယ်။ကြားထားတယ်အသိထားတယ်။ဒါပေမဲ့ကိုယ်ဆန္ဒကိုရှေ့တန်းတင်လွန်လာ။အဲောင်ယုံကြည်သူတွေထဲမှာ ကိုယ်ဆန္ဒကို ရှေ့တန်းတင်လွန်တဲ့ကိုဖြစ်ချင်တယ်၊ကိုလုံးချင်တယ်၊ကိုမှန်တယ်ထင်တယ်လို့ရှေ့မှာအပြည့်အဲ့ဒါကိုရှေ့တန်းတင်တဲ့လူတွေကဖျား ရဲ့အလေးအလာတဘောတော်နဲ့ဘုရားစကားကို နားလည်မှုလွဲတဲ့သူတွေပဲအဲ့လိုပဲလုပ်တတ်တယ်လို့ကျမ်းစာအဖြစ်သိရ။ဘုရားတို့အလိုတော်ကိုဘုရားရဲ့တဘောတဘာဝကိုနားလည်မှုလွဲတဲ့အခါငါလုံးမှဖြစ်မယ်ဆိုတဲ့ဟာမျိုးဖြစ်လာတယ်။ငါလုံးရင်ဘုရားခင်လိုက်ပြီးမှလာတက်တည်ထူပြီးမှာပဲငါလုံရင်ဘုရားခင်နောက်ကနေလိုက်ပြီး support ပေးမှာပဲငါလုံရင်ဘုရားခင်အဲ့ဒီလိုမျိုးအတွေးတွေအားလုံးဟာအဲ့ဒီလိုနားလည်မှုလွဲခြင်းကနေစတယ်လို့နားလည်ရ ဒါကြောင့်ဘုရားတဘောတော်ကို ရှင်းလင်းစွာ နားလည်ခြင်းနဲ့ဘုရားစကားတော်ကိုတိတိကျကျရှင်းရှင်းလင်းလင်းနားလည်ထားခြင်းလို့ပြောတဲ့အခါအဲ့ဒီလိုနားလည်ထားတဲ့လူကိုအနိုင်ဖြစ်စေတဲ့အချက်တစ်ချက်ရှိအဲ့တော့ကျမ်းစာထဲမှာအဲ့ဒီအချက်ရှိအဲ့တော့အဲ့ဒါကဓမ္မဆရာတတ္တယဆက်ဆုံးမှာပါတဲ့ဘုရားခင်လူနဲ့ prophet ဦးကြောင့်ပဲဖြစ်အဲ့တော့ဘုရားခင်လူကြည့်တဲ့အခါသူဘုရားစကားကိုရှင်းလင်းစွာနားလည်ထားတယ် ဘုရားရဲ့အလိအလာကိုလည်းကောင်းကောင်းသဘောပေါက်ထားတယ်။ဒါကြောင့် तू ကအာဘုရားခင်ကျွန်တော်ဒီလိုပြောထားတယ်တဲ့။နန်းတော်တဝက်ကိုပေးရင်လေကျွန်တော်မယူဘူးတဲ့။မစားဘူးတဲ့ပြန်သွားတယ်။ဒါပေမဲ့လမ်းမှာ prophet ਉਹ နဲ့တွေ့တဲ့အခါလဲ तू ပြန်ပြောတယ်။ तू နားလည်ထားတဲ့အတိုင်း तू သဘောပေါက်တဲ့အတိုင်းရှင်းလင်းစွာနားလည်ထားတဲ့အတိုင်း तू ပြောတယ်။ဒါပေမဲ့တစ်ဖက်က prophet ਉਹ ဖြစ်နေတဲ့အခါကျတော့သူ့ထက် senior ဝါရင်ဖြစ်နေတဲ့အခါကျတော့အဲ့ဒီမှာယွာလဲတာပဲ။အဲ့ဒီမှာယွာလဲတာပဲ။ ဒါကြောင့်ဩဝါဒလမ်းလွဲတယ်ဆိုတာဘုရားစကားနဲ့လမ်းလွဲတာဗျဘုရားလူနဲ့လမ်းလွဲတာဒါကြောင့်ကျွန်တော်ယုံကြည်သူတွေများတော့အားဖြင့်ကဘုရားကြောင့်တွားတာပဲနှုတ်ဘတ်တော်ခံယူတာပဲနော်ဘုရားစကားပြောတာပဲဝိညာဉ်ကြီးအတွက်ပြောနေတာပဲအလုံးမာနေတယ်လို့ဘယ်တော့မှမယူဆဘူးခေကာလအခြေအနေညဘုရားဖျားလို့ပြောတဲ့ရက်ဝင်းမှာတမချန်းစာလို့ပြောတဲ့ရက်ဝင်းမှာတမချန်းစာ ဟိုလက်ဖျားတွင်တင်ခြင်းအဖြစ်လမ်းလို့သွားကြတာဒါကြောင့်ဖျားအလိလာတဘောတော်နဲ့ဖျားစကားတော်ကိုရှင်းလင်းစွာနားလည်ထားရင်တော့ကျွန်တော်ကိုလမ်းလွဲစီတဲ့အချက်ကအဲ့ဒီတစ်ချက်ဖြစ်တယ်ရမ်းဆိုးရင်းစရာကောင်းဒါကြောင့်ကျွန်တော်ရဲ့တမာတရားစစ်မှန်ခြင်းဆိုတဲ့စကားကတမာကျမ်းစာအပေါ်မှာပဲထားလူပုတ်ကူပေါ်မှာမထားရအောင်အဖွဲစည်းပေါ်မှာမထားရအောင်အဲ့ဒါတွေကရင်းရိုင်းသွားနိုင်တယ် ။အဲကြောင့်ဘုရားစကားအလိအလာကို နားလည်ခြင်းထဲမှာဒါကသတိပြုစရာအချက်ဖြစ်တယ်။နောက်တော့ခွန်အားယူစရာတစ်ချက်ကဘာလဲဆိုတော့ဒါဝိအကြောင်းဖြစ်တယ်။ဒါဝိကိုရှိမိဆဲတဲ့အခါမှာရှိမိဆဲတဲ့ပုံမှာဒါဝိရဲ့ နားလည်ထားမှုနဲ့သူရဲ့နောက်လိုက်တွေနားလေထားမှုကအဲ့ဒီနေရာမှာအယမ်းกว่าတော်တော်ကိုกว่า ဒါဝိရဲ့နောက်လိုက်တွေကဟာတာငါဆရာကြီးကိုဒီကောင်စော်ကားတာလို့မြင်ပေမဲ့ဒါဝိကျတော့အဲ့လိုမဟုတ်မဟုတ်ဘူးတဲ့အာဖခင်မာထားလို့ဖခင်အခွင့်ပေးလို့သူပြောနေတာဒီအတွက်ပတ်သက်ပြီးမှဒီအရာနဲ့ပတ်သက်ပြီးငါ့ကိုပြင်ဖခင်ပြင်ဆင်ထားတဲ့ကောင်းကြီးရှိပြီးသားဖြစ်တယ်တဲ့အဲ့တော့ဘွာချချက်ကဘာလဲလို့ပြောရင် ဘုရားနဲ့အတူဖြတ်တန်းခဲ့ရတဲ့ဘဝရဲ့အချို့ကွေမှာတင်ယူကားတဲ့အရာတွေကိုတကယ်ရှင်ကြည်မီလက်တွေ့ဘုရားရဲ့အတိလာကိုတဘောပေါက်ခြင်းမပေါက်ခြင်းအဲ့ဒီမှာကြွားသွားဒီနေရာမှာသူ့ရဲ့နောက်လိုက်တွေကခေါင်းဆောင်နောက်လိုက်တာပဲမှန်တယ်။ဒါပေမဲ့ဘုရားအလိလာနဲ့ဘုရားတဘောတော်ပေါ်မှာဒါဝိလောက်မြင်တတ်တာမျိုးဆင်ကျင်တတ်တာမျိုးခံယူတတ်တာမျိုးလုံးဝမရှိဘူး။ကျွန်တော်ညီကောင်မကကိုဘဝရဲ့ဖြတ်တမ်းမှုတွေတဲမှာဘဝအချိုးကွေးတွေတဲမှာ သင်ယူခဲ့ရတဲ့ဘုရားရဲ့အလေးလာတွေနားလည်ခဲ့ရတဲ့တမန်တော်တွေဖွင့်ပြခြင်းတွေအဲ့ဒီအရာတွေပေါ်မှာကိုယ့်ရဲ့အတ္တတာကိုအမြဲတမ်းချင်းချင်းတိဆောက်ဖို့လိုတယ်။အဲ့ဒီချင်းချင်းမှုမျိုးဟာဘုရားအလေးလာနဲ့ဘုရားတဘောတဘာဝအပေါ်မှာ နားလည်မှုမလွဲစေ။တတိတော်နဲ့လက်တွေ့ဘဝကိုအချိုးကျပြီးရှင်ကြည့်တဲ့အခါမှာလည်းနားလည်မှုလွဲတာမျိုးကိုမဖြစ်စေ။ဒီနေ့ကျွန်တော်ယုံကြည်သူတွေများသောအားဖြင့်အဲ့လိုဖြစ်တဲ့ အဲ့တော့ကိုမတင်ထားတဲ့အရာတွေကိုနားမလည်သေးတဲ့အရာတွေကြုံလာရတဲ့အခါမှာကိုရှော့မဖြစ်တော့။ဒါကြောင့်ဣတရလူမျိုးတွေကအဲ့ဒီလူမျိုးဖြစ်ခဲ့ကြ။ဖမရအကျန်အခန်းကြီး၁၄เนาะအပိုင်ငယ်ကျွန်တော်တို့၁၇လောက်မှာမောရှိကိုအေဂုတ်တုပြည်၌ ။တင်းချိုင်းမရှိသောကြောင့်ဤတော၌တည်စီခြင်းကငါတို့ကို ဆောင်ခဲ့သလို။ငါတို့ကိုဤတို့ပြု၍အေဂုတုပြည်မှအဖေကြောင့်ဆောင်ခဲ့သနည်း။မောရှိကိုဣတိလလူတွေကပြောကြနမိလက္ခဏာ၁၀ခုနဲ့အေဂုတုကနေထွက်လာတယ်။တောင်းတမရရတယ်။ထွက်လာတယ်။ဒါပေမဲ့ချိန်မှာပင်လယ်နီအနောက်မှာအေဂုတုစစ်သားတွေပြန်လိုက်လာတဲ့အခါကျတော့သူတို့ ရှေ့ကနားလေထားတဲ့အရာတွေချီးမွမ်းထားတဲ့အရာတွေကစန့်ကျင်ပဲဖြစ်ကုန်တယ်သူတို့ထွက်လာတဲ့ဇာကအာအဲ့ကုတုမှာငါတို့တင်းကြမ်းမရှိလို့တောမှာတည်မှုအတွက်ပြီးငါတို့ကိုခေါ်ခဲ့လာတာလေခေါ်ခဲ့တာလေတဲ့နားလေမှုစလွဲတယ်ဘာကြောင့်လွဲလဲဆိုတော့ကိုထင်ထားတဲ့အရာနဲ့လက်တွေ့တွေ့ကြုံမှုဟာကွာဟနေတဲ့အခါမှာအဲ့ဒါပြဿနာတက်တာမထင်မှတ်ထားတဲ့အရာတွေကြုံလာရတဲ့အခါနားလေမှုစလွဲရတာဒါကြောင့်ချစ်တော်ညီကောင်မတော်မဒါဝိကိုကြည့်တဲ့အခါ ဘုရားသခင်အလေးလာတဲ့တဘောတဘာဝကိုကောင်းကောင်းတဘောပေါက်ပြီးဖြစ်ဖြစ်ခရမရတဲ့ကတင်ယူပြီးရှင်းချင်းအသက်ရှင်တတ်တဲ့အခါသူ့တက်တာနောင်ပိုင်းဟာရှိမိစိမ့်အောင်မှဘုရားခင်အခွင့်ပေးလို့ဖြစ်တယ်ဒီပေါ်မှာဘုရားခင်ပြင်ထားတဲ့ကောင်းကြီးရှိတယ်တဲ့နားလည်မှုမှန်သွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဘုရားရဲ့အလေးလာပေါ်မှာတဘောပေါက်ခြင်းတွေဘုရားဂရုတော်ပေါ်မှာနားလည်ခြင်းတွေ ဘုရားခင်နဲ့အတူအသက်ရှင်ခြင်းပေါ်မှာနားလည်မှုတွေဘုရားစကားအပေါ်မှာ နားလည်မှုတွေကမလွဲသွားဖို့အရေးကြီးတယ်။ဟောဘုရားခင်ရဲ့ဆိုလိုရင်ဘုရားခင်မြင်စေခြင်းနဲ့အရာနားလည်စေခြင်းနဲ့အရာဘုရားရဲ့အလိလာကိုကောင်းကောင်းသဘောပေါက်ပြီးဘဝဖြတ်တန်းမှုတွေတဲကအလိလာတွေကိုလည်းအတ္တတားထဲမှာလက်တွေ့ဆင်ခြင်နှလုံးတွင်းအသက်ရှင်မှုလို့လေ။ဒီလိုနားလည်မှုလွဲခြင်းဟာဘုရားကတိတော်ရှိပေမဲ့ဘုရားခင်နဲ့အတူအသက်ရှင်နေပေမဲ့ ကျွန်တော်အသက်တာကိုများစွာသောအကျိုးမဖြစ်စေဘဲစိုးရင်ပူပန်စိတ်တွေနဲ့ယုံကံလှောက်ရှားရတဲ့ပင်ပန်းနဲ့ခက်ခဲတဲ့နေရက်တွေကိုဖြတ်တန်းနေရတယ်လို့ပုံပြီးခံစားစီမှာဖြစ်တယ်။ဒါကြောင့်မလို့ဖျားနဲ့ပတ်သက်လာရင်ဖျားတဘောတော်နဲ့ပတ်သက်လာရင်အလိလာနဲ့ပတ်သက်ရင်စကားနဲ့ပတ်သက်ရင်ဂရိတော်နဲ့ပတ်သက်ရင်နားလည်မှုမလွဲဖို့လိုတယ်။အချိန်ဒီတိုင်းမှာဖျားကောင်းမြတ်တယ် ဖြတ်တန်းခဲ့တဲ့အချိန်ကာလကဲ့သို့ဘုရားခင်ကကျွန်တော်တို့ကိုအမြဲတမ်းတတိနည်းချူပြီးအတိတ်ကာလကနီးတူယခုကာလအထိလဲအမြဲတမ်းတတိနည်းကြည့်ရှုပြီးပို့ဆောင်နေတယ်ဆိုတာလေးကိုစင်ကျင်နှလုံးသွင်းအသက်ရှင်ဖို့နှုတ်ကပတ်တော်နဲ့တိုက်တွန်းခွန်အားပေးပါတယ်။ရောက်ချီစတိုင်းတွင်နှုတ်ကပတ်တော်ဟာတိဆောက်စရာဖြစ်ပါစေ။